အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစေကျွန်တော်ဒီညကနေပြီးတော့စုမုံကတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီညနေပေါ့เนาะဒါကျွန်တော်ဒီမြန်မာစံတော်ချိန်နှစ်နာရီခွဲလီဗာပူးနဲ့ဒါကျွန်တော် real madrid ပွဲစဉ်မတိုင်ခင်မှာဒါကျွန်တော်တို့ဒီကိုဂျိုတာအတွက်ဒါကျွန်တော်တို့အာကြောက်မှာတော့စိတ်ထဲမကောင်းဘူးပေါ့เนาะမနက်တော့ကျွန်တော်တော်တော်လေးဘေးလပ်လုပ်ထားရတာအဲ့တော့ ဒီကိုဂျူတာအတွက်လက်ရှိမှာဒါကျွန်တော်တို့လက္ခဏာအာနုကနေပြလွမ်းသူဘန်ဂွေလာချတယ်ပေါ့နော်အဲ့ဒီအချိန်မှာလွမ်းစရာကဒီကိုဂျူတာတိတ်ကြိုက်တဲ့ဒါကျွန်တော်သူ့ရဲ့လက်ကန်ကလေးကလေးပေါ်မှာဒါကျွန်တော်တို့စာရီးရေးပြီးလာပေးခဲ့တယ်ပေါ့နော်အမှန်တိုင်းပြောမယ်ဆိုပေါ့နော်တခါကျရင်ခင်ဗျားတို့လေဘုံပြည့်သက်မဟုတ်တဲ့လူကတော့ဒါပဲသိမယ်ဒါကျွန်တော်ကျတော့ခုနောက်ပိုင်းကျွန်တော်ဒီဘောလုံး channel လို့တော့ကိုယ့်ကကို blessing ဖြစ်တယ်လို့ကျွန်တော်ကျွန်တော်ယူဆရတယ်ပေါ့နော်ဒါကျွန်တော်ဘုံမွေနေပေါ့ဆိုတော့ ပရိသတ်တွေအကုန်လုံးနေရာကျွန်တော်ခန်းစားမိတယ်။ဘာလို့ကိုကျွန်တော်ဘောလုံးပွဲတွေအကုန်ကြည့်ဖြစ်တာ။ဥကျွန်တော်ဒါလီဗာပူးဘွဲစဉ်လည်းကြည့်ဖြစ်တယ်။ဒါကျွန်တော်ယူနိုက်တက်ဘွဲစဉ်လည်းကြည့်ဖြစ်တယ်။စီတီဘွဲစဉ်လည်းကြည့်ဖြစ်တယ်။ဒါအပေါ်ယံမဟုတ်ပဲနဲ့ဗျာကိုကြည့်တဲ့ဥစားလေးတွေကိုပြောပြကြတယ်ကြောကိုကိုယ်တိုင်လည်းဒါဆိတ်ရနှစ်ပြီးကျွဲပို့ဒါတွေမဟုတ်ပဲနဲ့အသင်းငယ်အသင်းလက်ဘွဲစဉ်တွေမှာကြည့်ဖြစ်တဲ့ကြောင့်မို့ဒီ channel လောက်တာကိုယ့်အကူကြကျွန်တော်မနိုင်မြောက်ဒါအလှူတွေမဟုတ်ပဲနဲ့ကျွန်တော်အတွက်လည်းကျွန်တော်ဒါတိုးတက်မှုတစ်ခုလည်းကျွန်တော်ဘာလို့သူများအသင်းပရိသတ်တွေရဲ့နေရာကိုကျွန်တော်အတိုင်းတစ်ခုအနေနဲ့ဝန်ခံစားလို့ရတယ်။ဘာလို့ဆိုတော့ဒီပရိသတ်တွေဘာလို့ဒီလိုခံစားရလဲဆိုတော့ကျွန်တော်တိတယ်ဆိုတဲ့ feeling ကိုကျွန်တော်ရတယ်ပေါ့နော်။ ဒီဂိုဂျူတာနဲ့ပတ်သက်ပြီးတော့လီဗာပူးပွဲစဉ်မတိုင်းမှာဒါမှမဖြစ်တဲ့ချိန်မှာအမှန်တမ်းပြောမှဆိုရင်တစ်ခေါက်ပြောဘူးတော့အိုင်ဆော့အနေနဲ့သူ့ရဲ့အရန်ခုမှာဒီဂိုဂျူတာမှရှိမလားဆိုလန့်ကြည့်တယ်ဆိုတော့တချို့ကြာဟာဒါကြီးကွာခရင်းကြီးဖြစ်တဲ့ဘာကျွန်တော်အနေနဲ့ကျွန်တော်နားလေတယ်။ဘာလို့ဆိုတော့ လီဗာပူးအသင်းရဲ့လိုအပ်တဲ့အချိန်ထဲမှာဒီယေဂိုဂျိုတာအမြဲတမ်းရှိခဲ့တဲ့ကစားသမားတစ်ယောက်မှတ်မှတ်ရေးရပါဗျာမှတ်မိဆုံးကဒါကျွန်တော်တို့ဆာလာ F1 သွားတဲ့အချိန်မှာဒီယေဂိုဂျိုတာတက်တဲ့အချိန်စပတ်တဲ့ကောင်းမှမမီဘူးခေါင်းတိုက်လိုက်တဲ့အတွင်းကို finishing များဖြစ်အဲ့တော့တကယ်ခမအဲ့စကလုံးတွေကအဲ့မဲ့လီဗာပူးပြည်သက်အလကားပြောနေတာမဟုတ်ဘူးတကယ်ဒီယေဂိုဂျိုတာကိုလွမ်းနေဆိုတာခမအသင်းလိုအပ်တဲ့အချိန်မှာပူပြီးလွမ်းကြပါဦးဒီယေဂိုဂျိုတာကအသင်းလိုအပ်တဲ့အချိန်မှာအမြဲတမ်းခြေစုံသွားရှိတယ်ဗောနော်ရေးရတာဒီကောင်ကသူများတွေကောင်းနေတဲ့အချိန်မှာဒီကောင်အမြဲတမ်းတန်ရရနေတယ် ဲတကောင်းခုနပေါ်လို့ပဲအမြဲတမ်းတော့သူများကြီးဒိုင်ဥပမာလက်ပြောကြပါဒါကျွန်တော်ဆာလာ F ကွန်သွားပြီဆိုဒီကိုကြိုတာပေါ်လာပြီအာဆာလာ F ကွန်သွားပြီဆိုလို့ကဒီကိုကြိုတာခက်ပဲအဲ့ဒါဒီခေါက်ဆာလာ F ကွန်သွားကန်နေကျွန်တော်ဒီကိုကြိုတာပူတရီရတာပေါ့ဗျာနော်အဲ့ဒါလေးပြောချင်တာအဲ့တော့အရှိမအာနုဒါကျွန်တော်တို့ခရင်ကလုတ်လေးတူတော့ဟော1နဲ့မီတော့ဘောဒီကိုကြိုတာဆုံးတာအတိုင်းဟိုခီးဟိုပေါ့အချိန်တစ်ခုရောက်ခဲ့ပြီပေါ့နော်အဲ့တော့ဒါပါ လီဗာပူးသင်းနေနဲ့ခုလက်ရှိမှာဒါရီယယ်မက်ဒရစ်နဲ့တွေ့မယ်လီဗာပူးသင်းကလက်ရှိမှာရမယ်6မှတ်ရထားပြီးတော့ရီယယ်မက်ဒရစ်ကလည်းကျွန်တော်တို့ပွဲတိုင်းနိုင်ထားပြီးတော့ရမှတ်9မှတ်ရထားခဲ့တာကိုတွေ့ရမယ်လီဗာပူးအသင်းရဲ့အိမ်ဝင်းအန်ဖီမှာတွေ့ရမှာဒါကကျွန်တော်လက်ရှိမှာနှစ်ပွဲတင်ဆက်ပေးမယ်ပေါ့နော်ဒဝမ်နိုင်အဲလီဗာပူးနဲ့ဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ရဲ့ပြီးတော့ PSG နဲ့ Bayern Munich ရဲ့ပေါ့နော်အဲ့တော့လီဗာပူးသင်းနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တိုတယ်ရတာကျွန်တော်ဒီနေ့ပွဲစဉ်မှာဘာမျိုးတွေဘလိုမျိုးတွေပွဲထုတ်လာမှာကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတယ်တစ်ဖက်ကတော့ဒါကျွန်တော်တို့သူ့ရဲ့အသင်းဟောင်းတစ်ချိန်တစ်ခါကအသင်းဟောင်းလို့ပြောလို့ရတယ်သူ့ရဲ့တပည့်ဟောင်းနှစ်ယောက်နဲ့လည်းပြန်တွေ့ရ Jeremy Frimpong ဒီနေ့ပွဲစဉ်မှာပြ ြန်မလာနိုင်ဘူးဆိုပြီး Florian Risk နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့နီးပြန်နဲ့ပြန်ပြီးတွေ့ရမယ့်ပွဲစဉ်တစ်ခုလို့ပြောလို့ရတယ်။အမှန်တမ်းပြောမှဆိုလက်ရှိမှာ Liverpool တင်က Aston Villa နဲ့ပွဲစဉ်ကိုနိုင်ခဲ့ပြီးနောက်ပိုင်း momentum တစ်ခုကိုပြန်အဲ့တော့ Liverpool တင်ရဲ့လက်ရှိပြဿနာဖြစ်နေတာ momentum တစ်ခုတီဆောက်လိုက်ပျက်စီးလိုက် Liverpool တစ်ခု momentum တစ်ခုတီဆောက်လိုက်ပျက်စီးလိုက်ဖြစ်နေ။အဲ့တော့ momentum ကိုဆက်လက်ပြီးဒါကျွန်တော်တို့တလိမ့်ရတလိမ့်ရွေးဖို့အဲ့ဒီဆက်လက် zettai consistency ဖြစ်ပြီး zettai ရွေးဖို့အတွက်အရေးကြီးတယ်အဲ့တော့လီဗာပူးတင်းနဲ့ဇက်တိုက်ရွေးဖို့အတွက်ဆိုဒီနေ့ပွဲစဉ်ကအင်မတန်မှအရေးကြီးရလို့ကျွန်တော်အနေနဲ့အမြင်မိတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်ကဒါကျွန်တော်ရီယယ်မက်ဒရစ်တင်းက consistency လက်ရှိနောက်ပိုင်းမှာတော်တော်လေးကိုဖြစ်တဲ့အသေးသေးလို့ပြောလိုက်ရတယ်ရီယယ်မက်ဒရစ်တင်းကနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၅ပွဲလုံးနိုင်တာပြီးဇာဘီအလွန်ဆိုးရဲ့လက်ထက်မှာခန်းစစ်ပိုင်းမှာတော်တော်လေးကိုကောင်းနေတဲ့ရီယယ်မက်ဒရစ်ကိုကျွန်တော်မြင်လာခဲ့ရတယ်အရင်တော့ကဒါကျွန်တော်ကာလိုအန်ချယ်လော့တီတို့ကချန်ပီယံလိရခဲ့တယ်မလည်းပဲမဆိုဘူးပြောရမယ်ဆိုပေါ့နော်ဇာဘီအလွန်ဆိုးရဲ့ဒါကျွန်တော်ခစ်ကူတာအခုနောက်ပိုင်းမှာကျွန်တော်ဒါရီယယ်မက်ဒရစ်ရဲ့ပွဲစဉ်နေနေပြန်ပြီးကြည့်ဖြစ်တယ်ဘာလို့ဇာဘီအလွန်ဆိုးရဲ့အသင်းကဒါအ least exciting ဖြစ်စရာကောင်းတယ်ဒါကျွန်တော် exciting ဘုန်းတော့ခံစစ်ဒါသူသူเนี่ย तू ဟာခံစစ်ကိုဒါတည်တည်ချာချာလုံအောင်ထိမ့်မယ် at least his type set are very exciting ဒါပေမဲ့ကျွန်တော်ဇာပီလွန်ဆိုးရဲ့လက်ထက်မှာတကယ်ဟိုတာကျွန်တော်တို့ပြန်ပြီးတက်လာခဲ့တဲ့ကစားသမား Kylian Mbappe ပဲ အမ်ဘာပေနေတာကျွန်တော်မနစ်ကတည်းကလိုဟိုလူဟိုလူဒီလိုလိုဖြစ်နေခဲ့တယ်ဒါကာလိုအန်ချယ်လိုတီရဲ့နောက်ဆုံးနှစ်မှာဒါကြောင့်တော့ကန်နန်နေဖြစ်နေတဲ့အချိန်မှာဒီနှစ်မှာကီလီယန်အမ်ဘာပေကိုအမ်ဘာပေဆက်ဆန်ဒါကျွန်တော်16နှစ်သားချေပြော16နှစ်နဲ့ဒါကျွန်တော်တို့ကမ္ဘာဖလားကိုယူခဲ့တဲ့ချာတီတယောက်နဲ့ကျွန်တော်ပြန်ပြီးတွေ့ခဲ့ရတယ်အဲ့တော့ကီလီယန်အမ်ဘာပေလက်ရှိမှာလှစ်လှစ်ထကောင်တာပရက်ဆင်နေမြန်နေတဲ့ကီလီယန်အမ်ဘာပေကိုကောင်တာပရက်ဆင်တိုင်းဂိုးပေးနေခဲ့လစ်ဗာပူးတဲ့ဒီတစ်ခေါက်မှာဘလူရက်တက်မလဲဆိုတဲ့မေကွန်ကိုအင်မတန်မှစောင့်ကြည့်ကြစရာကောင်းတဲ့မေကွန်တစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်လက်ရှိမှာဒါကျွန်တော်ဒီအမ် ရီယယ်မက်ဒရီရဲ့ကွင်းလေပိုင်းမှာလည်းအင်မတန်မှအရေးကြီးတဲ့အချက်ကိုပြောပါဆိုရင်ဘာလဲဆိုတော့ ကျွန်တော်ဒါဂျူဘယ်လင်ဟန်ရဲ့ကျွန်တော်အာဒါဂူလာရဲ့ရှူအမာနီရဲ့အဲ့တော့အရင်တုန်းကတော့ကျွန်တော်ရီယယ်မက်ဒရစ်ရဲ့ကွင်းလေကတော့ကျွန်တော်လူကာမိုဒရစ်ဒါကျွန်တော်တိုနီခရုစ်ဒီလိုလူမျိုးတွေဒါကာဆီမဲရိုဒီလိုလူမျိုးသုံးယောက်နေတာကျွန်တော်တို့ဒါတော်တော်လေးကိုလေပတ်ခဲ့တဲ့ကွင်းလေအခုလက်ရှိမှာဒါသွေးသစ်တွေလောင်းထားတဲ့ဂျူဘယ်လင်ရဲ့လူကစားသမားမျိုးရောက်လာတယ်ဒါအာဒါဂူလာတို့ဒါတကယ်ကိုဒါကျွန်တော်တို့အပန်ကမ်မင်တာချာတိတ်ရှိနေတယ်ယူအမာနီရှိမယ်အဲ့တော့ပြောချင်တာပြတာလက်ရှိမှာ single pivot ကိုမှဒါကျွန်တော်တို့လက်ရှိမှာ cover men ကတော့ဒါ vervadi တို့ဘောင်းနဲ့ပြန်ထည့်မယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ one day ကြာအာနူကဒီနေ့ပွဲစဉ်မှာပါဖို့တော့ရာခိုင်နှုန်းမရှိဘူးလို့သိရတယ်မှာပါတယ်ဒါပြင်ကျွန်တော် cover hair ဒါရရတဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာမရှိ တယ်ကြောင့်မို့ဒါ Viva ဒီကိုတော့ right back နေရာမှာဒါကျွန်တော်ပို့ထွက်အဲ့တော့လက်ရှိမှာစပိန်နဲ့ပတ်သက်ကျွန်တော်မကြိုက်ဆုံးတစ်ခုကိုပြောပါဆိုရင်ဘာလဲလို့ကျွန်တော်ပြောပါဆိုရင်အဲ့ line up တွေဆွတ်ဆက် leak တော့ကျွန်တော်လုံးဝမကြိုက်ဘူးကျွန်တော်လုံးဝခံစားလို့မရတဲ့အခြေက line up တွေ leak ချင်မယ်ဘာမှန်းကိုမသိတဲ့စောက်ပြပါအဲ့တော့ Premier League မှာအဲ့လိုမျိုး line up ပြီးအဲ့ဒါကျွန်တော်တို့ဒါ FA ကဒါအကြီးကြီးချိန်ပြီးအဲ့တော့ တပတ်ဆိုတာဒါမျိုးလိုအပ်တာအများကြီးရှိပါတယ်ဒါဟာဗီယာတို့ပေါ့အများကြီးလိုအပ်တယ်များကြီးအဲ့တော့လက်ရှိနောက်ပိုင်းပွဲစဉ်မှာကျွန်တော်သတိထားမိလာကကဒါ VM တို့ရဲ့ cancel ကြောင်းကတော်တော်လေးအဆင်ပြေလာခဲ့တဲ့နှစ်ယောက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ white sand နဲ့ဒါကျွန်တော် Alvaro Fernandez ပဲ Manchester United အသင်းကမလူချင်းလို့ရောင်းလိုက်ပြီး Benfica ကမှတောက်ပပြီးလက်ရှိ Real Madrid မှာပူပူလောလောလမ်းပြန်ထွက်နေတဲ့သင်္ကိုတကူကိုတွင်းထားခဲ့တဲ့ Alvaro Fernandez ရဲ့ဒါလက်ရှိမှာဒါ Premier League မှာဒါခြေစွမ်းပြခဲ့တဲ့ White Sand လို့ခြာတဲ့အဲ့တော့တေချာပြန်ကြည့်မှာတချိန်က Real Madrid ဆိုတာကျွန်တော်လူကြီးတွေနဲ့အများကြီးဒါကျွန်တော်ဒါဝင်းရံထားတဲ့အသင်းတည်းအခုလက်ရှိမှာလူငယ်ကြီးများဖြစ်လူကြီးဆိုတာတီပိုကော်တွားရှိမယ်ဒါကျွန်တော်မီလီတာဟုရှိမယ်ဒီကစားသမားတွေကလွင်အကုန်လုံးကလူငယ်ဆန်ဆန်ကစားသမားတွေပြုတွေ့ရမယ်ကီလီယန်အမ်ဘာပီတောင်ကျွန်တော်ကဘောလုံးစင်မြေပေါ်မှာခဏခဏတွေ့ရတော့ဒါအသက်ကြီးတဲ့ကစားသမားလို့မြင်ရမယ်ဒီကောင်ငယ်ငယ်လေးပဲရှိသေးတာ တပတ်ကတော့ကျွန်တော်တို့ဒါ လီဗာပူးဘက်ကပြန်ကြည့်အောင်လီဗာပူးတင်းတဲ့ခုလက်ရှိမှာတစ်ဖက်ကတကယ်ကို automate အသေးသေးတင်းကိုလီဗာပူးတင်းရင်ဆန်ရမယ်တကယ်ကို real test ကိုအဲ့တော့မနစ်ကတော့လီဗာပူးတင်းက real madrid ကိုအကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တယ်လီဗာပူးဒါမနစ်ကဒါ real madrid ကိုရန်လည်းကြောင်ပြောက်နေတဲ့အချိန်လီဗာပူးကတော်တော်လေးကိုထောင်တက်တဲ့အချိန်မှာလီဗာပူးအသင်းက real madrid ကိုအကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပြီးတော့ဒီတစ်ခေါက်မှာကောဘယ်လောက်ထိလုပ်ပြနိုင်မလဲအဲ့တော့ဒီတစ်ခေါက်မှာလီဗာပူးတင်းကဒါလက်ရှိမှာခြေစွမ်းရ momentum က real madrid နဲ့တော်တော်လေးကိုကွာချက်မနစ်ကပြောင်းမြန်အချိုးဖြစ်နေတာဗောနောမနစ်က real madrid တိုင်ပတ်နေတဲ့အချိန်လီဗာပူးတွေ့တိုင်းလုပ်ပဲအခုလက်ရှိလီဗာပူးတွေ့တဲ့အချိန်မှာ real madrid နဲ့ဒါကောင်းနေတဲ့အချိန်ပုံစံဖြစ်နေတယ်အဲ့တော့ ဒီအချိန်မှာလီဗာပူးတင်းကမိုမန်တမ်ကိုပြေရဖို့တော့ဒီနေ့ပွဲစဉ်ကနိုင်မှဖြစ်မဲ့တယ်မှာပါတယ်။တစ်ဖက်ကလည်းကန်ဆစ်လဲကောင်းအောင်ကြောင့်လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါတောင်မန်နေတိုက်စစ်ကိုအရင်အားကိုးရမယ်ထားမှရှိတယ်။ဒီနေ့ပွဲစဉ်မှာဖြစ်နိုင်မယ်ဆိုရင် Florian Risto တောက်ပါရမယ်အချိန်လို့ပြောမယ်ဆိုရင်တိတ်ပြီးမှားမယ်တော့မထင်ဘူး။ဒီနေ့ပွဲစဉ်မှာ Alexander Isak လည်းမပါဝင်လာနိုင်သေးဘူးသိရတဲ့ဒီမျိုးလက်ရှိမှာဒီနေ့ပွဲစဉ်မှာလဲချုံမဲ့လူတွေကဆက်လက်ပြီးရှိသေးတယ်။အဲ့တော့ဒါလက်ရှိမှာ Full Mock ကဆိုဘူးဆိုင်ကိုဖူဘက်ကြီးမှာထည့်ထားခဲ့မယ်။ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ Corner Bradley နဲ့ Robertson ကိုထပ်ပြီးသုံးချင်တယ်။ဘာလို့ဆိုတော့တစ်ဖက်ရဲ့တိုက်စစ်ကအလင်းမြန်ဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်က တဖက်ရဲ့ခံစစ်ကို hold up လုပ်ဖို့အတွက်အကြီးစားလုပ်ပြရမျိုးကျွန်တော်နေပုံကိုရမြင်တယ်အဲ့တော့ဒီနေ့ပေါ်မှာ Liverpool တင်းကခံစစ်ကိုအလွန်ကျွန်ထင်းရမယ်ပွဲစဉ်တစ်ပွဲပြင်တယ်တဖက်ကတိုက်စစ်ကတအားကောင်းလို့နေကြအောင်ပြောပြစီကိုယ်လည်းမလိုက်တာလုံးဝ game changer လုပ်နိုင်တယ်ဒါကျွန်တော် Bellingham တို့ Arda Guler တို့ရှိတယ်တောင်ပိုင်းနေမှာ Vini တို့ဒါကျွန်တော်တို့ Kylian Mbappe တို့ရှိရဲ့အတွက်ကြောင့်မို့တကယ်တည်းနင်းလားငါလားဟေးဆိုတဲ့ပုံစံမျိုးပါ Liverpool တင်းရဲ့ counter pressing တွေမှာအလွန်ကျွန်ဂူးမပေးရဖို့ဒီနေ့ပေါ်မှာအကြီးအကျယ်ကြိုးစားရမယ်လို့မြင်တယ် နောက်ပွဲတစ်ပွဲကိုပြောရမယ်ဆိုတော့ PSG နဲ့တာဘိုင်းမြူးနစ်ဒီပွဲစဉ်ကတော်တော်လေးကိုစောင့်ကြည့်ရမယ်ပွဲစဉ်လက်ရှိမှာတော့ကျွန်တော်တို့ peak ဖြစ်နေတဲ့နှစ်သင်းတွေ့မယ်အနေအထားမှာရှိတယ်။ PSG ကလက်ရှိမှာတော့ကျွန်တော်တို့အာလောလောဆယ် Champion League ရတာကျွန်တော်တို့ဆရာကြီးပေါ့နော် Champion League ရဆရာကြီးဖြစ်နေတယ်။အဲ့တော့ Liverpool ကို9-6ပြတ်သွင်းထားတဲ့ဒါကျွန်တော်တို့ PSG အသင်းနေအခုလက်ရှိမှာလည်းဒါကျွန်တော်တို့ဇယားမှာဆိုသူအစ်တင်နေဇယားမှာအဲ့တော့ လက်ကြည့်လာဟုတ်တယ်ဇရာမှာဟုတ်ပေါ့ဇရာအဆင့်1နဲ့တွေ့မှာပေါ့နော်ဇရာအဆင့်1နဲ့တွေ့မှာကျွန်တော်လက်ရှိမှာတော့ကျွန်တော် Champions League ရတာကျွန်တော်တို့ဒါပွဲကြိုရလဲစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အမနေမျိုးဘိုင်မြူနစ်ပွဲစဉ်တော့ကျွန်တော်ခုလောက်ခူးကြည့်ဖြစ်နေတာပုံများတယ်။ဘာကြောင့်လဲလို့ကျွန်တော်ပြောပါဆိုရင်တော့ကျွန်တော်ဟယ်ရီကိန်းကြောင့်မလို့ကျွန်တော်အနေနဲ့ဖြေရမယ်။ကျွန်တော်ကောင်ကျွန်တော်ရန်သတိရတယ်။အခုချိန်မှာကျွန်တော်အနေနဲ့ရစ်ချယ်လီဆန်တို့ကိုလိုမွားနီတို့ထိုင်ကြည့်ဆိုလန်ကီတို့တော့တတ်တာပါသေးဆိုလန်ကီလည်းမဆိုးဘူးလို့ပြောလို့ရတယ်။ကျွန်တော်အနေနဲ့ချိန်မှာစဉ်းစားကြည့်ရစ်ချယ်လီဆန်တို့ကိုလိုမွားနီတို့ကြည့်နေရတဲ့အချိန်မှာဟယ်ရီကိန်းကိုကြည့်ရဘလောက် fresh of fresh ပဲ။ဟယ်ရီကိန်းရဲ့အကောင်းဆုံးအချိန်တွေတခုမှာဒီနေ့ပွဲစဉ်မှာဘာတွေဘလို့ ိုလို့ပြောကျွန်တော်အရန်စိတ်ဝင်စားတယ်ဘိုင်ယန်မြူးနစ်တင်းကလက်ရှိမှာလုံးဝလုံးဝဒီနှစ်မှာရှုံးဝဲမရှိဘူးနိုင်ပွဲတွေကြီးပဲတော့ရှောက်သွားနေတယ်ဘလောက်တိအောင်လဲဆိုလက်ရှိမှာသူတို့ရဲ့ပြည်တွင်းလီမာကအစားအမှတ်ကိုဖျက်ထားခဲ့တဲ့အထိကိုကောင်းနေတယ်အဲ့တော့ အမှန်တိုင်းပြောမယ်ဆိုရင်ပေါ့နော်လက်ရှိဒါကျွန်တော်တို့ဘိုင်ယန်မြူးနစ်အသင်ကောင်းနေတာကလည်းတိကျပြည့်သူတို့ရဲ့တိုက်စစ်ပိုင်းမှာဒါကျွန်တော်တို့ပရီးမီယာလိဂ်ကစားသမားတွေနဲ့ကောင်းနေတယ်အဲ့ဒါကြောင့်ကျွန်တော်ဝမ်းသာတယ်။ OLC King Louis CS ၃ညောင်းရဲ့ဒါကျွန်တော်ပါဝါဒီနဲ့ဒူဒါကျွန်တော်လက်ရှိမှာ company ရဲ့အသင်ကဖြစ်နေတယ်။အဲ့တော့ကျွန်တော် company ကိုကျွန်တော်ဒါအမှန်တိုင်းပြောကျွန်တော် fraud watch ထဲမှာထည့်ထားတဲ့လူတယောက်နေကျွန်တော်ပြောပြစေ။ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်မှားသွားပြီ။ company က company ဟာတကယ်တော်တဲ့လူတယောက်ကျွန်တော်ဒီနေရာမှာဝန်ခံတယ်လက်ရှိမှာဒါကိုဆက်ပြီးတော့ proven ပြဖို့အတွက်လည်းဒီနေ့ပွဲစဉ်မှာ Louis Enrique ကိုဆက်ပြီးအဲ့တော့ပြောချင်တာကပက်ပြဲဒါကျွန်တော် သူတို့ရဲ့တပည့်တွေအနေနဲ့လက်ရှိမှာဘာတွေလုပ်ပြပြောတော်တော်လေးကိုစိတ်ဝင်စားတယ်အဲ့တော့အမှန်တကယ်ပဲဘလောက်တိဖလိုဘောပပ်ဆိုတာယိုဟန်ခရိုက်ဖီယ philosophy ရဲ့အသက်ဝင်မှုတွေကဘလောက်တိအောင်မှ flow through ဖြစ်နေလဲဆိုလက်ရှိမှာဒါလိတွေမှာကြီးမတော်လေးကိုမိုက်တယ်အာဒေတာအဆင့်တစ်ဟုတ်တယ်နော် company အဆင့်တစ် ျွန်တော်တို့ Louis Enrique အဆင့်တစ်အဲ့ပြောချင်တာဗျတော်တော်လေးကိုခု UN Cruyff ရဲ့ဒါအသက်တွေကသွားနေစေဖြစ်တယ်လို့ပြောလို့ရမယ့်အခြေအနေတစ်ခုရှိတယ်အဲ့တော့မိတို့ပင်စိုးစေကောင်မို့ဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးကိုတော့စောင့်ကြည့်ရမယ်ဒီနေ့ပွဲစဉ်မှာဒါလက်ရှိမှာတစ်ဖက်သင်းကတော့ကြောင့်၅ပွဲကို၅ပွဲလုံးနိုင်တာတယ်တစ်ဖက်ကပီအက်ဂျီကလက်ရှိနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒါဂိုးလီတော့တခြားပေးလာခဲ့တာတွေ့ရမယ်ဒါကျွန်တော် Strasbourg ကို၃ဂိုးပေးထားခဲ့တယ်လီဗာကူဆို၂ဂိုးပေးတယ်လော်ဒီယံတို့ဂိုးပေးပြီးတည်ကြတယ်ပေါ့နော် ဒီနေ့ပွဲစဉ်မှာဒဇာယာဒူဝီကလက်ရှိမှာနိုင်ငံကြောင်းဆက်လက်ပြီးလွှဲချော်အောင်မယ်။စပါးညီကပွဲပယ်တယ်။တစ်ဖက်ကတော့ကျွန်တော် visit company ရဲ့အသင်းမှာ Alfonso Davies လွှဲချော်အောင်မယ်။ Ito လွှဲချော်မယ်။ Musiala လက်ရှိမှာ training ပြင်ဆင်နေဖြစ်မယ်။ဒီစဉ်မှာမှပြန်ပါလာမယ်လို့သိရတယ်။အဲ့တော့ဒီနေ့ပွဲစဉ်ကကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့တော်တော်လေးကိုကြည့်လို့ကောင်းမယ်လို့မြင်ပါတယ်။ visit company အသင်းနဲ့အခုလက်ရှိမှာသူတို့ရဲ့ဒါတိုက်စစ်ကြီးပွဲမှုပွဲနဲ့ visit company အသင်းရဲ့ခံစားပိုင်းကတော်တော်လေးကိုတိုးတက်လာမြင်တယ်။ကျွန်တော်မြင်ရပြောရမယ်ဆို Jonathan Tah ကိုဒါကျွန်တော် Liverpool City ကနေပြီးတော့ဒါဝယ်လိုက်တာက မှန်ကန်လုံးနဲ့ဆိုပဲချက်လို့မြင်နေပြင်တာကျွန်တော် DM နေရာမှာဒါကျွန်တော် Pavlov နဲ့ Kimmich တို့ရဲ့အတွဲကထင်တာထက်ပိုပြီးအလုပ်ဖြစ်နေတာကိုတွေ့ရမယ်အမှန်တမ်းပြောရမယ်ဆိုဘောနော်လက်ရှိမှာဒါကျွန်တော်နှစ်သင်းလုံးကတော်တော်လေးကိုကြည့်လို့ကောင်းတယ်တစ်ဖက်သင်းရဲ့ဒါကျွန်တော်တောင်ပန်တိုက်စစ်နေကြကျွန်တော်တို့ကဗေချာကဗာစကီလီယာတို့ဒါကျွန်တော်ဘာကူလာတို့ရဲ့တောက်အဓိကဒီနေ့ပွဲစံမှာကွင်းလယ်ပိုင်းကတော်တော်လေးကိုကြည့်လို့ကောင်းမယ်ဒါတစ်ဖက်ကဒါကျွန်တော်ယာူနီဖ်တို့ဒါဗီဒင်းညာတို့ဇိုင်အမရီတို့ကင်မီတို့ပယ်ဗိုဗစ်ဂနာဘရီတို့အိုဆူနဲ့တို့ဘာတွေဘလို့ဖြစ်လာမလဲကတော့ကျွန်တော်နဲ့တို့ခမောင်းနဲ့တို့စောင့်ကြည့်ပါလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကုန်ပြပါအောင် ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ volume တို့မှာကျင်းလူစံပေါ့ကိုညလို့ရပါတယ်။အများကြီးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုးတယ်ပါတယ်။ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစေစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးပဲကြိုးတယ်ပါတယ်။မြန်မြန်လည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုးတယ်ပါတယ်။ကျွန်တော်တော့ကုန်ပြီပါဘူး။ကဲအဲ့တော့ကျွန်တော်ဒါညနေ9:00နာရီဗီဒီယိုကြောင့်ပါပဲ AC ညကိုရတဲ့အတူပြန်တွေ့ကြပါတော့ပြောပြောရင်းနဲ့ပဲကျွန်တော်တောင်းပြီးပါအောင်တေးပါပါ